တက်ကြက်အဆင့်နှစ်ရက်ပေါ့နော်တက်ကြက်အဆင့်ကနေအောက်အကုန်လုံးပေါင်းဝေးမြုပ်တယ်ဟင်ဖြစ်တယ်လို့ကြီးပြီးစလွယ်ကြီးဒီတိုင်းဒါမြေမြုပ်လိုက်တာမျိုးဆွန့်ပစ်လိုက်တာမျိုးပေါ့ဗျာမင်္ဂလာပါဒီနေ့ရဲ့ဒါသတင်းကောင်းလေးကျွန်တော်ဝင်မြပေးခြင်းတယ်ပေါ့နော်ဝင်မြပေးခြင်းတယ်အဲ့ဒါကတော့အရခတက်တော်အေနဲ့ဒါမာလာ စစ်သားတွေနဲ့ပေါ့နော်တိုက်ပွဲဖြစ်ပွားနေတဲ့တိုက်ပွဲပြင်းထန်နေတဲ့အကြောက်ဖြူကတရင်ကောင်းအချို့လည်းရှိပါလေပေါ့နော်အဲ့ဒါပါလေဆိုတော့ဒါအကြောက်ဖြူမှာပေါ့နော်စကားစဘက်ကတေဆုံးနဲ့ဒီစစ်သားတွေပေါ့နော်စစ်သားတွေအဲ့ရတွေအကုန်လုံးသူကတေဆုံးအလောင်းတွေပေါ့နော်မြေတူးဆက်တွေနဲ့တူးပြီးတော့ဖြစ်တယ်လို့လုံးဝအဆုလိုက်အပြုံလိုက်ဖြစ်တယ်လို့မြေမြုပ်ပြီးတော့စွန့်ပစ်ထားတဲ့ပုံစံမျိုးပေါ့နော်အဲဟိုစကားတွေတမ်းမှလို့ပေါ့နော်ဟိုအလန်းတွေခြုံပေးတာတို့အမိတ်တွေပြန်ပေးတာတို့ ကောင်းကောင်းမွန်မွန်ဂူသွင်းပေးတာတော့အယိုးပြောက်လှုပ်ပေးတာတော့မိသိကြိုကဘာတခုမှမဟုတ်ဘူးတဲ့အခုလိုမျိုးဒါလုံးဝမြေတူးစက်နဲ့ကျင်းတူးတယ်တူးပြရနဲ့ဟိုနာလို့အကုန်လုံးအဆုလိုက်ပြုံလိုက်မြုပ်လိုက်တယ်ဆိုရဲဟာအဲဒီလိုမျိုးသတင်းတက်လာတာတွေ့ရတယ်ဗောနော်အဲ့မှာပို့ပြီးတော့ဒီစားကားစားစစ်သားတွေအတွက်စိတ်နာစရာကောင်းတဲ့ဟာရှိတယ်အဲ့ဒါဘာလဲဆိုတော့သူကယာတူးကြီးလားမကြီးလားကိုယင်ကြည့်တယ်အဲတည်တဲ့အလောင်းနေတယ်မှာဗောနော်ပြီးရင်အရေးကြီးမကြီးကြည့်တယ်ဗောနော်အဲ့ဒါဆိုဒီ ်ယာရုယာကန်တို့တို့ကြိတ်လိုက်တယ်ကြိတ်လိုက်တဲ့ထဲမှာအော်ဒီလူကအရာရှိလားဒီလူကအခြားဆင့်လားဟာအရာရှိဆိုရင်ဒါ तू ကဘာဆင့်လဲဘိုးကြီးလားဘိုးလားဒုဘိုးလားတပွင့်လားနှစ်ပွင့်လားသုံးပွင့်လားဘိုးမူးလားအဲဒါမျိုးပုံစံမျိုးကြိတ်လိုက်တယ်အခြားဆင့်တွေမှာဆိုလေတက်ချက်ကြီးလားတခွဲတက်ချက်ကြီးလားစီကျူလားယာကန်ဘိုးလားဒါမှမဟုတ်ရဲဘော်လားအဲ့လိုပုံစံမျိုးကြိတ်လိုက်တယ်ဗောနော်ကြိတ်ပြီးရတယ်လောကတက်ချက်အဆင့်နှစ်ရက်ဗောနော်တက်ချက်အဆင့်ကနေအောက်အကုန်လုံးပေါင်းပြီးမြုပ်တယ်ဟဲ့အဲ့ဒါကြီးကဘယ်လိုပြောမလဲသူတို့အတွက်ရင်နာစရာပေါ့နော်ရင်နာစရာအ သူတို့အတွက်သူတို့ခိုင်းလို့အသက်ပေးသွားတဲ့ဒီစစ်သားတွေကိုပေါ့နော်တူတူတန်တန်မြေမြုပ်တကြုံပေးတာမျိုးတူတူတန်တန်ဇာမနအခမ်းအနားပြင်ဆင်ပေးတာမျိုးမလုပ်ပေးနိုင်တဲ့အနေအထားဖြစ်သွားပြီအဲ့လိုဖြစ်တဲ့အပြင်ဦးမှာပေါ့နော်ဖြစ်တယ်လို့ကြီးပြီးစလွယ်ကြီးဒီတိုင်းဒါမြေမြုပ်လိုက်တာမျိုးဆွန့်ပစ်လိုက်တာမျိုးပေါ့ဗျာအဲဒီကသူတို့လုံးဝအသက်တည်သွားပြီဆိုတာနဲ့ငါတို့ကဘာမှအဖိုးမတန်တော့အသုံးမဝင်တော့သွားကွာဆိုပြီးတော့ဒီတိုင်းပဲလုပ်လိုက်တဲ့ပုံစံမျိုးကိုတကယ်အခုလက်ရှိစစ်ကောင်စီထဲမှာတာဝန်ထမ်းဆောင်နေတဲ့သူတွေတိရှိပြီးတော့အမြင်မှန်ရရှိချင်တာ အရာရှိမှအသက်ပါတာမဟုတ်ဘူးအကြီးကဲမှအသက်ပါတာမဟုတ်ဘူးဟိုအောက်ခြေရဲဘော်အဆင့်ထိအသက်ပါတယ်ဒါပေမဲ့စစ်ကောင်စီကအကြီးကဲတွေကအခုလိုမျိုးတွေပြုတ်မှုနေတဲ့အခါကျတော့အောက်ခြေအဆင့်ရဲဘော်တွေအတွက်မိသားစုတွေအတွက်စိတ်နာစရာမကောင်းဘူးလားပေါ့နော်ရောက်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေဘက်ကိုကြည့်လိုက်ဘယ်တော့ဖြစ်ဖြစ်ရဲဘော်တယောက်ကြာဆုံးလဲထုတ်ပြန်တယ်ရဲဘော်တယောက်ကြာဆုံးလဲထုတ်ပြန်အရာရှိကြာဆုံးထုတ်ပြန်တယ်ဘာဖြစ်လို့တိုက်ပွဲမှာတကယ်မြင့်မြင့်မြတ်အသက်ပေးသွားတာတိုက်ပွဲမှာပေးဆိုင်နေတဲ့အသက်ပေးလှူသွားတာအဲ့တော့ဒါအတကယ်အဖြစ်မှန် တကယ်မြေမှာရှိတဲ့အရှိတရားအဲ့တော့ဒီအဖွဲအတွက်ရအောင်ဒါခုနလိုအဲပြန်ပြီးဆွဲတာမျိုးတွေပြန်ပြီးကောက်တာမျိုးတွေတိုက်ပွဲတော်ပြန်ဖန်ပြီးဒါစစ်ကောင်စီရတော့မှဒီဥစ္စာကိုမနာလိုလို့ထည့်ပြောထားသေးရပါဘောနော်အဲ့လိုပုံစံမျိုးနဲ့ဒါဒါဓာတ်ပေါ်တွေကိုပြန်ယူပြီးရပါဘောနော် တကယ်ကိုအခမ်းအနားနဲ့ဒါမိန်ပြန်ပြီးတေချာမြေမျိုးတချို့လာတွေမြေနဲ့လှုပ်ပြီးရဲဘော်အဆင့်လည်းလှုပ်ပြီးဒါဒါဒေါ်လိုင်းတက်ဖွဲ့တွေဘက်ကဘယ်တော့ဖြစ်ကြည့်လိုက်ပြီးရင် မကြင်ညာရဲစရာအကြောင်းမရှိဘူးဒါတိုက်ပွဲဖြစ်နေတာတေဆုံးမှုရှိတယ်ရှိတဲ့အခါမှာငါတို့ဘက်ကဘယ်သူတော့ထိခိုက်အေးမင်းတို့ဘက်ကကောင်တွေကကြိလိုက်စစ်ကောင်စီဘက်ကဘယ်တော့မှမထုတ်ပြန်ဘူးတွေ့ရမလားအခုနောက်ပိုင်းဆိုရင်나ရေးဖိတ်စာတော့မှမလုတ်ခိုင်းဘူးအဲ့ထဲမှာနောက်ထပ်ဘာထက်သိရလဲဆိုတော့အကောင်ကြီးတကောင်ပေါ့နော်ဒုတိယဘုံမွေးဒါမှမဟုတ်ဘုံမွေးအဆင့်ဒုတိယဘုံမွေးထက်မြင့်ဖို့ပဲရှိတယ်အဲကျွန်တော်တေချာအတိကျဒါမေးခွင့်မရလိုက်လို့ပေါ့နော်အဲ့ဒါကအဲ့ကောင်ကြတော့တဲ့နေပြည်တော်ကိုလင်းနဲ့တည်တယ် အကောင့်တည်သွားတဲ့အချိန်မှာနေပြီးတော့လေနဲ့တည်တယ်နေပြီးတော့ကနေမှရန်ကုန်တဆင့်ထပ်ဖို့တယ်ရန်ကုန်ရောက်တဲ့အချိန်ညမှာတကြိုးတယ်ပေါ့နော်အဲ့တော့ကြောက်ဖြူကနေပြီးတော့နေပြီးတော့နေပြီးတော့ကနေရန်ကုန်ရန်ကုန်ကနေမှတကြိုးတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအကောင်မျိုးကြတော့သူ့ဟိုမရောက်ရောက်အောင်ပြန်ပြီးတော့အဆင့်ဆင့်တည်ပြီးတော့လေရင်နဲ့တောင်ပို့ပြီးတော့ဒါတကြိုးတဲ့ပုံစံမျိုးလုပ်တယ်ပေါ့နော်အောက်ချိန်မှာရှိတဲ့တက်ကျအဆင့်ကနေပြီးတော့အောက်ချိန်မှာရှိတဲ့ရဲဘော်အကုန်လုံးကြတော့တွေ့တဲ့နေရာမှာပဲမြေတူးဆက်တူးပြီးတော့အဲ့တိုင်းပုံပြီးတော့မြုပ်လိုက်တယ်ဆိုတဲ့ဟာကြီးကတော်တော်ရင်နာကြာကောင်းတဲ့ ဟိုပါဗောနော်ဒါကျွန်တော်တို့ online ဘက်ကကြည့်မယ်ဆိုရင်တော့လေဒါဟာဒါရန်သူရဲ့ဖြစ်ပျက်နေတဲ့အနေအထားတွေဗောနော်ရန်သူမြေပြင်မှာဘယ်လောက်ထိအဲဖြစ်ဖွဲ့စည်းပုံတွေပြတ်နေလဲဖြိုပြဲတွေဖြစ်နေလဲပြီးရင်သူတို့ရဲ့ခွဲခြားဆက်ဆက်မှုတွေကဘယ်လောက်တောင်ဆိုးွားသလဲဆိုတဲ့ဟာကိုလုံးဝဒါအတိအတာမြင်သာစေတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဗောနော်ဒါကျွန်တော်တို့ online ဘက်ကကြည့်မယ်ဆိုရင်ဒီလိုမျိုးမြင်ရတယ်ဗောနော်အဲ့တော့ဒါစစ်ကောင်စီတပ်သားတွေစစ်ကောင်စီအောက်ခြေကမိသားစုတွေအနေနဲ့အားတို့ လုတ်ပေးနေရတာတွေအသက်ပေးနေရတာတွေတန်ရဲ့လားလို့တွေးနေပါလေဗောနော်နောက်တစ်ခါတော့ဒါမင်းကွန်းဒေတာမှာဗောနော်စစ်တပ်က PDF uniform နဲ့စစ်ကြောင်းထိုးတာတွေမိရှို့တာတွေဒါမျိုးပုံစံမျိုးတွေလုပ်နေတယ်ဒါကလည်းဒါသတင်းအနေနဲ့တက်လာတဲ့အခါမှာကျောင်းတွေစိတ်ပူတာရှိတယ်ဗောနော်ဘာလို့လဲဆိုတော့အဲရှေ့ပိုင်းကလာတွေမှာလည်းဒီလိုပုံစံမျိုးတွေကတို့တောက်လျှောက်လုပ်ခဲ့တာဟုတ်တခုခုလုပ်ပြီးရင်ဗီဒီယိုကိုပုံချရတယ်တခုခုလုပ်ပြီးရင်ဒိုင်းသန်းဒေါ်လာရင်းတက်ဖွဲ့တွေကိုပုံချရတယ်အဲ့လိုပုံစံမျိုးပဲလုပ်ခဲ့ကြတဲ့ကောင်တွေကအခု ဒါဒီလုတ်ရက်တွေကိုဇက်တိုက်လုတ်နေတော့မဲကျူးလွန်နေတော့မဲဆိုတဲ့ဟာမျိုးတွေမြင်လာရတယ်။အဲသူတို့အခုနောက်ပိုင်းမှာပို့ပြီးတော့လုတ်ဆောင်လာတဲ့အခါသတိထားစရာတွေရှိလာတယ်ဗောနော်။အဲနောက်ခုကကျွန်တော်ဂယုဆိုင်ရမယ့်ဟာကြီးလည်းဖြစ်လာတယ်အဲအဓိကတော့တော်လိုင်းတက်ဖွဲ့တွေအနေနဲ့ဆိုရင်ဒါအမွှေးအဖွဲ့မှားတာမျိုးတွေဖြစ်မှာစိုးရအဲဟိုကောင်တွေကဒါတော်လိုင်းတက်ဖွဲ့တွေရဲ့ယူနီဖောင်းတွေဝတ်လာတာမျိုးသွင်ယူလာမျိုးရောင်းဆောင်တာမျိုးတွေလောက်လာတဲ့အခါကျရင်ဒါကျွန်တော်တက်ဖွဲ့တွေသတိမမှုပြီးနေတဲ့ဒါအဖွဲ့အဖွဲ့ကိုယ့်အဖွဲ့ဆိုပြီးတော့ထင်ပြီးတော့ ွားရောက်ဆက်ဆံတာမျိုးတွေဒါမျိုးတွေရှိတတ်တယ်ဗောနော်ပြီးတော့ကျတော့ data ကံပြည်သူလူထုစီကနေပြီးတော့ PDF ရောင်းဆောင်ပြီးတော့သတင်းယူလာမျိုးတွေဆက်ဆံတာမျိုးတွေလုတ်လာနိုင်တယ်ဗောနော်အဲ့ကြအဲ့ပြည်သူတွေအနေနဲ့လည်းဒါတော့ geo site စေခြင်းနဲ့အဲ data ကံနေစီကနေပြီးတော့သတင်းနှိုက်တာမျိုးတွေလုတ်လာနိုင်တယ်ဗောနော်အဲကိုကတော့ဩကိုဒါ PDF တက်ဖွဲ့တွေပဲလေးဆိုပြီးတော့ဒါမထင်မဲနဲ့ပေးလိုက်တဲ့ခါကျရင်ပြောလိုက်တဲ့ခါကျရင်ကိုယ်ကိုပါရန်ရှာနိုင်တဲ့ပုံစံမျိုးတွေဖြစ်လာနေဒီကောင်တွေကလည်းအဲ့လိုဖြစ်စေချင်လို့လှုပ်တာပါเนาะ အဲတော့ကနောက်ဆိုရင် PDF ကိုတောင်မှမယုံတော့ဘဲနဲ့ PDF ကိုတောင်မှပြည်သူကအပြစ်မြင်တာမျိုးတွေဖြစ်လာအောင်တမင်ကိုလုံနေတာပေါ့နော်အဲ့တော့အဲ့ဘိုင်းနေမှာကျွန်တော် PDF တက်ဖွဲ့ရင်းနဲ့ပြည်သူတွေနဲ့ဒီထက်ပို့ပြီးလက်တွဲညီဖို့တွေလိုလာပြီးဒီထက်ပို့ပြီးတော့အချိတ်ဆက်မိဖို့တွေလိုလာပြီးရင်းနှီးဖို့တွေလိုလာပြီးမဟုတ်လို့ကတော့အဲ့ကောင်တွေကကြားထဲမှာဝင်ပြီးတော့တွေးခွဲတာမျိုးတွေလုပ်မယ်ပြည်သူကိုဒုက္ခပေးတာမျိုးတွေလုပ်မယ်ပြည်သူကိုနှိပ်စက်တာမျိုးတွေဖြစ်လာနိုင်တယ်အဲ့ဥစားတွေအတွက်ကိုလည်းဒါကြောင့်သတိထားရမယ့်အရာတွေဖြစ်လာတယ်ပေါ့နော်ပြီးတော့ဒါဝါရဖြန့်ကျင်တဲ့ရည်ရွယ်ချက်ပေါ့နော်ကျွန်တော်ပထမပြောခဲ့သလိုပဲ ဒါကြေးရွာတွေကိုမီရှိုးတဲ့ခါကျရင် PDF uniform နဲ့ဗီဒီယိုတွေရိုက်မယ်ဗျာရိုက်ပြီးတော့ညခုနလို line board တွေမှာကောက်တင်တာမျိုးပေါ့နော်အဲ PDF တွေကပြည်သူတွေကိုတတ်နေတယ်ကွာဆိုပြီးတော့ဒီလိုမျိုးပုံရိပ်တွေကိုဖြည့်ဆည်းတာမျိုးအဝါးလားဖြန့်တာမျိုးဒါမျိုးတွေလှုပ်လာနိုင်တယ်စောင့်ကြည့်နေတဲ့အခြားနိုင်ငံကအဖွဲ့တွေကအစပေါ့နော်အဲ PDF တွေကအကြံဖက်အဖွဲ့တွေလာဆိုပြီးတော့ထင်အောင်ထင်မှပုံစံမျိုးတွေဖြစ်အောင်လှုပ်လာနိုင်တဲ့ဟာတွေရှိဒါအရန်ကိုတတိထားမယ်အရာပေါ့နော် ပြီးတော့ဒါပြည်သူလူထုအနေနဲ့ PDF ကိုထောက်ခံမှုကြာစင်းအောင်လို့ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့လုပ်ရက်တွေလည်းဖြစ်လာနိုင်တဲ့အတွက်ဒါတွေကိုလည်းသတိထားစီခြင်းတော့ဗောနော်အဓိကတော့ဒါတက်တွေမှားမှလည်းဆိုးတယ်ဗောနော်နောက်တစ်ခုကတော့ဒါ PNL တပ်ဖွဲ့ဝင်5ဦးဗောနော်5ဦးအဲဗီဒီယိုဖိုင်ထွက်လာတာတွေ့လိမ့်မယ်ဒါ BNO ကဗောနော်ပြည်သူ့စစ်ကောင်စီနဲ့ပေါင်းနေတဲ့ပြည်သူ့စစ်ကဒီတပ်ဖွဲ့ဝင် PNL တပ်ဖွဲ့ဝင်5ဦးအဲ4ဦးကိုဒါတနက်နေ့ပြည့်ခတ်ရှင်းလင်းတဲ့ဗီဒီယိုဖိုင်တက်လာတာတွေ့လိမ့်မယ်ဗောနော် အဲတကယ်တကယ်ကိုဟိုဟာဖြစ်တဲ့ဖြစ်စဉ်ကကျတော့၅၅ဦးပေါ့နော်၅ဦးတအူးကတခြားနေရာမှာတက်ခံရတယ်ကျွန်တဲ့၄ဦးကခုနလိုဗီဒီယိုထဲမှာလိုပဲပေါ့နော်ပြစ်ခတ်ခံရရတယ်ပေါ့နော်ပြစ်ခတ်ပြီးတော့တက်ဖြတ်ခံရတဲ့ဟာကိုဗီဒီယိုဖိုင်ထွက်လာတယ်ဒါတက်တည်ပဲပေါ့နော်တက်တည်ပဲပြီးတော့ဒါစစ်တုံမန်းနဲ့ပတ်သက်လို့ပေါ့နော်စစ်တုံမန်းနဲ့ပတ်သက်လို့သူတို့တွေချိုးဖောက်တဲ့စီးမြင်ဒါဟာစစ်ကောင်စီနဲ့ပေါင်းနေတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့အကျိုးစီးပွားစစ်ကောင်စီရဲ့ညွန်ကြားမှုအတိုင်းလှုပ်ဆောင်နေတဲ့ဟာတွေဖြစ်တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်ပဲ ဒီကောင်တွေကဒါပြည်သူစစ်ဆိုတာစစ်ကောင်စီဖွဲ့ထားတဲ့စစ်ကောင်စီရဲ့လက်ပါစီပဲပြောရရင်စစ်ကောင်စီပဲအဲကြအဲ့လိုကောင်မျိုးတွေကဒီစစ်တုံးမန်းနဲ့ပတ်သက်လို့ပေါ့နော်ဘလို့မျိုးပြုတ်မှုသလဲဘလို့မျိုးလှုပ်ဆောင်သလဲဆိုတဲ့ဟာကိုမျိုးဝါထင်တယ်တွေ့မြင်ရစေတဲ့ video file တစ်ခုဖြစ်တယ်ပေါ့နော်ကြက်ခတ်ပလိုက်တယ်စစ်တုံးမန်းဖြစ်တဲ့အချိန်မှာလုံးဝပြစ်ခတ်ပလိုက်တယ်အဲ့ဒါကို video ရိုက်ထားတယ်မှတ်တမ်းယူထားတယ်ပြီးတော့တပ်ဖွဲ့စီကိုပို့တယ်ခုနလို video ပြန်အောင်လုပ်တယ်ဒါရည်ရွယ်ချက်ရှိကောင်းရှိတယ်ရှိနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုနောက်ပိုင်းမှာအဲကျွန်တော်လည်း အဲ့ဖြစ်စဉ်မြင်လိုက်တဲ့အခါအဲ့ဗီဒီယိုမြင်လိုက်တာဒေါသထွက်တယ်ငါတို့ဘက်ကတပ်ဖွဲ့တွေကကြလူသားဆန်လိုက်တာစစ်လိတ်တိုက်ရတာနဲ့အေးတိုက်ရတာနဲ့ထမင်းကျွေးရတာနဲ့ပေါ့နော်ခါလေးလက်ကျိုးတုတ်ထားတယ်ထွက်ပြေးမှဆိုလို့ကျိုးတုတ်ထားတယ်ဆိုရင်ထမင်းကိုခို့မှကျွေးရအဲ့လိုမျိုးရေးစွန်ခို့မှတိုက်ရစစ်လိတ်ဆိုခို့မှတိုက်ရအဲ့လိုမျိုးလူသားဆန်ဆန်နဲ့ကောင်းကောင်းဝန်ထားပေးတယ်ဆိုပေမဲ့ရန်သူဘက်ကမမရရင်လောက်ရက်ကိုလှုပ်တယ်ပေါ့နော်စစ်တုံးမှဥပဒေတွေပါလေသူတို့မရှိဘူးလှုပ်ပြတယ် ဲ့တော့ငါတို့ဘက်ကဘာဖြစ်လို့များလူသားဆန်နေရလဲဆိုတဲ့အတွေ့အမျိုးကျွန်တော်တို့ဖြစ်တယ်။မိငါတို့လည်းအဲ့လိုလုပ်ပြရမယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေးမိရရှိတယ်ပေါ့နော်။ဒါပေမဲ့စစ်ကောင်စီကလည်းအဲ့ဥစ္စာကိုဖြစ်စေချင်တာလို့ဒါကျွန်တော်ကထင်မြင်မိတယ်ပေါ့ဒါကျွန်တော်ယူဆချက်ပေါ့နော်။ဘာလို့လဲဆိုတော့ခုနောက်ပိုင်းကြည့်လိုက်မယ်ဆိုရင်စစ်ကောင်စီဘက်ကတကယ်အရေးပါတဲ့သူတွေအရာရောက်တဲ့သူတွေခေါင်းဆောင်ပိုင်းတွေအကြီးပိုင်းတွေဒီလိုပုံစံမျိုးတွေပဲဖမ်းဆီးမိနေတာဒါကျွန်တော်ဒီဘက်တော်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးမိနေဟိုနေ့ကဒါ အားခတ်တတော်အေရဖမ်းမိတဲ့ဂျီဝမ်အဆင့်ဒါဒုတိယဘုံဝေးအဆင့်ဒလိုင်းတက်ဖွဲ့တွေဖမ်းမိတဲ့အင်းတော်ဟာ PDF နော်ဒလိုင်းတက်ဖွဲ့တွေဝင်နေဖမ်းမိတဲ့အင်းတော်ဟာခုန်ခုန်တက်မှမူဒါလုံးဝအကြီးပိုင်းနေအဆင့်နေဖြစ်လာပြီးအဲ့အဲထဲမှာဇေကောင်စီရဲ့အကြောင်းတည်သူတွေမင်းအောင်လည်းရဲ့အကြောင်းတည်သူတွေမင်းအောင်လည်းရဲ့အတွင်းလူတွေလူယုံတွေဒါမျိုးပုံစံမျိုးတွေအားစပါလာတာဖြစ်တဲ့အတွက်ဒီလူတွေကပြန်ပြီးတော့ဖော်ထုတ်တဲ့အခါဒီလူတွေကပြန်ပြီးတော့အချက်လက်တွေတော်လိုင်းတက်ဖွဲ့တွေကိုပေးတဲ့အခါဒီလူတွေစီကနေပြီးတော့ဒါအရေးကြီးတဲ့ အာလုံအောင်ပေါ့နော်အဲနမီဒေတာနဲ့ဆိုင်တာတွေစစ်စင်နဲ့ဆိုင်တာမျိုးတွေသိရှိပြီးတော့စကန်တွေပြန်သိမ်းနိုင်တဲ့ဟာမျိုးတွေစကန်တွေတိုက်ခိုက်နိုင်တဲ့ဟာမျိုးတွေအဲအဲ့ဒါမျိုးတွေကိုစစ်ကောင်စီကကြောက်လာလို့ဖမ်းမိပါပြီဆိုတဲ့ဒူတိုင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကတက်စီခြင်းလို့ဆိုတဲ့ရည်ရွယ်ချက်မျိုးလို့လည်းကျွန်တော်ကယူဆမိတယ်။ဒါမဖြစ်နိုင်ဘူးလို့ပြောလို့တော့မရဘူးပေါ့နော်။အဲအခုနောက်ပိုင်းဒါကြောင့်တပ်ဖွဲ့တွေကသူတို့လူတွေဖမ်းမိပြီဆိုရင်အဲ့လိုအကြီးပိုင်းတွေပါလာတယ်။အာခေါင်းဖြူနေတဲ့ခေါင်းမဲဖြစ်ဖြစ်ပေါ့နော်။တန်ရုံမှုဆိုဒါဒီလိုမျိုးပုံစံမျိုးပြီးပါလာတော့ ဒီလူတွေစီကနေပြီးတော့သူတို့ရဲ့အချက်လက်တွေပေါက်ကြားမှတွေကြောက်တယ်။ဒါကြောင့်မို့လို့အနောက်ကနေလင်းနဲ့လိုက်ပြီးဘုံကျဲတာတွေရှိတယ်။စစ်တုံးမန်းတွေထားတဲ့နေရာတွေကိုဘုံလိုက်ကျဲတယ်။ဒါအညာဘက်မှာလည်းရှိတယ်။အာဂတတော် A ဘက်မှာလည်းရှိတယ်။ဒါခချင်းဘက်မှာလည်းဖြစ်တယ်။မန်းလင်း BD ဘက်မှာလည်းဖြစ်တယ်ပေါ့နော်။အဲ့လိုပုံစံမျိုးတွေလိုက်ပြီးတော့ရှင်းလင်းတာတွေရှိသလိုဒီဘက်ကတက်ဖွဲ့အနေနဲ့လဲပေါ့နော်။ငါတို့အဖွဲ့တွေတုန်းကမင်းတို့ဒီလိုလှုပ်ထားတာ။အေးမင်းတို့အဖွဲ့တွေမိတဲ့အချိန်မှာလည်းငါတို့ဒီလိုလှုပ်တယ်ကွာဆိုတဲ့စိတ်တွေတမင်ပေါ်လာအောင်လေ။ လောက်တာဒီဥစ္စာကိုဖြန့်တာလို့ဆိုတာကျွန်တော်ယူဆမိတယ်ဗောနော်ယူဆမိတယ်အဲ့တော့ကျတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့အောင်မြင်မှုအတွက်သွားနေတဲ့ခါမှာအဲကျွန်တော်တို့ဒါဆရာမကြီးတော်မြင်ဘက်ပြောဘူးသလိုပဲဗောနော်စစ်တိုက်ရှင်တာလားနိုင်ကျင်တာလားဗောနော်လူသက်ရှင်တာလားနိုင်ကျင်တာလားအဲ့တော့ကျွန်တော်တို့ဒီဥစ္စာလေးလည်းဒါမပြတ်သတိချက်ဖို့လိုတယ်ဗောနော်အမြင်ပြမှာလှုပ်ဆက်ရရှိရလှုပ်ကြမယ်အဲခုနလိုဗောနော်လှုပ်တင့်လှုပ်ထိုက်တဲ့အရာတွေကိုကျွန်တော်တို့လှုပ်ကြဖို့လိုတယ်အဲခုနလိုဖြစ်တင့်ဖြစ်တိုက်တဲ့အရာတွေဖြစ်ဖို့လည်းလိုတယ်ဗောနော် အဲပြီးတော့ကျတော့ဒီကောင်းလေးလိုမျိုးမယူရဲဆန်ဆန်လှုပ်တဲ့ဟာတွေကအဲဒီကောင်းလေးကိုပြန်ပြီးတော့ဒုက္ခပေးမဲ့အရာတွေဒုက္ခပေးမဲ့တက်တည်တွေဆိုတဲ့ဟာကိုလည်းဒါကျွန်တော်ဒီဘက်ကအဖွဲတွေကလည်းတည်စေခြင်းနဲ့ပေါ့နော်တည်စေခြင်းနဲ့အဲ့တော့ဒါပဲဖြစ်ဖြစ်ဒါစစ်ကောင်စီဘက်မှာတော့တော်တော်လေးဖြိုပြဲဖြစ်နေတဲ့အနေအထားတွေကနေရာနှက်မှာဖြစ်လာနေပြီချိုးကောင်နေဆိုပြောတယ်ဟိုဘက်ရကောကကောင်နေပေါ့နော်မင်းတို့ဒီလိုပြောလာတာ၄နှစ်ရှိပြီ၅နှစ်ပြည့်တော့မယ်ပေါ့နော်မင်းတို့ဘယ်မှလဲနိုင်ပြန်မေးခြင်းတာမင်းတို့ဘက်ကကောင်နေဘာဘယ်ဥစ္စာပြန်ရပြီလဲပေါ့နော်မင်းတို့ဘက်ကကောင်နေဘယ်တိုင်းနေုံများကောင်းအောင်အုပ်ချုပ်လို့ရနေလဲ မြို့ပေါ်မှာဆိုလည်းမြို့ပေါ်မှာအလျောက်တောထဲမှာဆိုလည်းတောထဲမှာအလျောက်နေရာဒေသအစုံမှာမင်းတို့အချိန်ကြီးကောင်းပါတယ်ဆိုတဲ့နေရာဘယ်နေရာရှိလဲဆိုပြီးတော့ပဲပြန်မေးရမယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါကျွန်တော်တို့လုတ်ဆရာရှိရဆက်လုတ်ကြမယ်တစ်ဖက်ကထိုးနေတာတွေကျွန်တော်တို့ဘေးကမဆိုင်ပဲနဲ့အဲကိုလုတ်ဆရာရှိတဲ့အပိုင်းတွေကိုဆက်ပြီးတော့စူးစမ်းမယ်ဆိုရင်ကျွန်တော်တို့တေချာပါအောင်မြင်မယ်ဆိုတာကိုဒီနေရာနေပြောချင်ပါပြအားလုံးပဲကျေးဇူးတင်ပါတယ်